ကဘာအကြီးဆုံးလို့ဂင်းနစ်ဆိုင်ရင်တင်ထားတယ်အမခန်းတရာကြီးအားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ကဘာအကြီးဆုံးဂင်းနစ်ဆိုင်ရင်တင်ထားတဲ့အမခန်းတရာကြီးတစ်ခုကြောင်းပြောချင်ပါသေးကြားလိုက်တာနဲ့ဒီအားလုံးရဲ့ပါဇက်အဟောင်းသားဖြစ်သွားစီမဲ့တရုတ်ပြည်ကတန်ယန်းခွန်ရှမ်းမဟာတရာကြီးအကြောင်းပါဒီတရာကြီးကဘလောက်တောင်ကြီးလဲဆိုတော့ကြီးတယ်ဆိုတော့ဇာကလုံးကနင်းနေပါသေးတယ်သူ့ရဲ့အရှိက164.8ကီလိုမီတာရှိပါသေးမြန်မာပြည်ကနေဆိုရင်ရန်ကုန်ကနေမန္တလေးသွားရတာထက်တောင်ပိုရှည်အောင်မယ်ထင်တယ် တကယ်တော့ရန်ကုန်မန္တလေးက385မိုင်ကျော်ပါမြမပြည်အလဲပိုင်းမြို့ကြီးတစ်ခုကနေနောက်မြို့ကြီးတစ်ခုကိုကားမောင်းသွားရတယ်လို့မျိုးရှေးလျားတဲ့ဒရာကြီးတစ်စင်းပါပဲ။နာယီပေါင်းများစွာဖြတ်တန်းရမယ့်ဒရာကြီးပါ။ဘယ်မှာရှိလဲဆိုတော့တရုတ်နိုင်ငံရဲ့စီးပွားရေးအထက်အခြားကြားတဲ့ကျန်းစုပြည်နယ်ရှန်ဟိုင်းနဲ့နန်ဂျင်းမြို့တွေကြားမှာတည်ရှိပါလိမ့်။မြစ်တွေ၊ချောင်းတွေ၊အင်းရိုင်တွေ၊စပားကင်းတွေအစုံအလင်ရှိတဲ့ရန်စီမြို့ဝကျုံးမော်ဒေသကြီးတစ်ခုလုံးကိုဖြတ်ကျော်ပြီးတိစောက်ထားတာပါ။ဒီလောက်ကြီးမားတဲ့ဒရာကြီးကိုဘာအတွက်တိစောက်ထားတာလဲဆိုတော့ ပေကျင်းရှန်ဟိုင်းမြန်နုံမြင့်ရထားလမ်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပါကမ္ဘာရှိဆုံးရထားလမ်းတွေကတခုကိုပံ့ပိုးပေးနေတဲ့တရားကြီးပါပဲ2006ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပါသည်မြန်မာပြည်ကသခိုင်းတရားတို့အေယာဝရီတရားတို့တည်ဆောက်တဲ့အချိန်ကထက်အများကြီးနောက်ကျခဲ့ပြီးမှတည်ဆောက်ခဲ့တာပါဒါပေမဲ့သူရဲ့အင်ဂျင်နီယာတက်ပညာကအမခံပါပဲ2010ပြည့်နှစ်မှာပြီးစီးခဲ့ပြီး2011ခုနှစ်ဇွန်လမှာတော့ကမ္ဘာအရှိဆုံးတရားအဖြစ်ဂင်းနစ်စာရင်းတင်ခဲ့ပါတယ်ဒီအတွက်အမေရိကန်ဒေါ်လာ8.5ဘီလီယံလောက်ကုန်ကျခဲ့တယ်လို့လည်းသိရပါတယ် စိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီတရားကြီးကရိုးရိုးတရားမဟုတ်ပါဘူး VR တက်တရားအမျိုးအစားဖြစ်ပါလိဆိုလိုတာကတော့မြေကြီးပေါ်မှာတရားတိုင်းနေအများကြီးထောက်ပြီးမြင့်မြင့်မားမားတည်ဆောက်ထားတာပါတရားရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တဲ့ရန်ချင်းကြီးအိုင်ကိုဖြတ်တန်းနေ6ကီလိုမီတာအပိုင်းမှာဆိုရင်တရားထောက်တိုင်ပေါင်း2000ကျော်နဲ့တမ်မနီတန်ချိန်4သိန်းခွဲလောက်အသုံးပြုထားရဲဆိုတော့ဒီလောက်များပြားတဲ့ပစ္စည်းတွေနဲ့တည်ဆောက်ထားတာဘလောက်ခက်ခဲမလဲဆိုတာစဉ်းစားသာကြည့်ပါတော့ အရေးကြီးဆုံးကတော့ဒီတရားကြီးကိုရေရှည်ခံမှုနဲ့ဘေးရန်နေရကင်းမှုအတွက်အကောင်းဆုံးဒီဇိုင်းထုတ်တည်ဆောက်ထားတာပါမြင်းငလျင်တန်ပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းတန်တွေကိုအလွယ်တကူခံနိုင်ရှိအောင်စီစဉ်ထားပါလိမ့်ဒါရင်မကသေးပါဘူးတန်ချိန်3သိန်းအထိ၄တဲ့တင်မောတွေတိုက်ခိုက်မိတာတော့မှခံနိုင်ရရှိအောင်တည်ဆောက်ထားတာပါရည်ရွယ်ချက်ကတော့အနှစ်ပေါင်း100ကျော်အသုံးပြုနိုင်မှုပါပဲတကယ်ကိုအမခန်းတဲ့အင်ဂျင်နီယာလက်ရာတစ်ခုပါပဲဒီတရားကြီးဟာတရုတ်နိုင်ငံရဲ့အင်ဂျင်နီယာအတတ်ပညာဘလောက်အဆင့်မြင့်လဲဆိုတာကိုပြသနေတဲ့တက်တီတစ်ခုလည်းဖြစ်ပါလိမ့် ။နနေ့နေ့တစ်ချိန်ချိန်မှာဒီတရားကြီးပေါ်ကနေမြန်နှုံးမြေရထားနဲ့ဖြတ်တန်းကြည့်ဖို့ဆန္ဒရှိကြမှာပါပဲ။ကောင်မလေးတွေဝိုင်းငန်းနာခံရမဲ့နိုင်ငံတင်းလို့စော်မရှိတဲ့ကောင်တွေသွားကိုသွားတင်းတဲ့နိုင်ငံလေးပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီနိုင်ငံကတော့ဆွီဒင်နိုင်ငံလို့ခေါ်ပါတယ်။ခုမြင်တွေ့နေရတဲ့မင်းကလေးတွေကတင်းကိုထားခဲ့တဲ့သူမနဲ့တော့တခြားစီပါဒီနိုင်ငံကိုရောက်တာနဲ့မင်းကလေးတွေကတင်းကိုငန်းငန်းတက်ဖြစ်နေမှာအသေးကြပါပဲဘာလို့လဲဆိုတော့ဒီနိုင်ငံမှာယောက်ျားလေးအတော်ရှားလို့ပါပဲ အဒီရောက်တာနဲ့အပြုံးချိုလေးတွေရင်ခုန်စီမဲ့အမူအရာလေးတွေနဲ့တင့်ကိုဖန်ဆာထားပါလိမ့်မယ်။တင်းတို့ကမြန်မာနိုင်ငံမှာလို့ထမင်းစားပြီးပြီလားဆိုတဲ့တောသားအကွက်တွေနဲ့ support လုပ်စရာမလိုပါဘူး။ခူရောက်တာနဲ့ shorty လေးတွေကဟိတ်ဒိတ်မလားတူတူကကြမယ်လေဆိုပြီးတင့်ကိုဆွဲဆောင်ပါလိမ့်မယ်။ဒီအတွက်ကြောင့်မလို့တင့်ကိုပြစ်ခဲ့တဲ့သူမကိုမေးထားပြီးဒီနိုင်ငံမှာဆော့ကိုအပြုံလိုက်တွဲပြပြီးသူမကိုဂလေသားချီလိုက်ပါ။ဆော်လေးတွေရဲ့အနေထားကလည်းရွှေဖားမို့လို့တင့်ကိုပြစ်ခဲ့တဲ့သူမထက်တော့အများကြီးတာပါတယ်။နောက်ဆိုရင်ဆော်တအားလိုချင်နေတဲ့တင်ကဒီနိုင်ငံရောက်မှဆော်ထားရမှတောင်ညီငွေလာပါလိမ့်မယ်။ ဒါကြောင့်တီတွေချဲတွေထိုးနေမဲ့အစားပတ်စံစုပြီးဒီနိုင်ငံကိုဒိုးကြဖို့အကြံပေးခြင်းပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။